တဲ့များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြီးစက်သတင်းချန်နယ်မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတစမှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတစမှုလေးကိုဆုံးတီကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာခုတကပထမအဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဟာလီကွေ့စကန်တိုက်ပွဲမှာလက်နက်ချဖို့ညှင်းဆန့်တဲ့ချမ်ဖတ်ပူယိုတပ်သားတွေကနောက်ကနေပြစ်တက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါတယ်တနင်္လာရီတိုင်းတဝဲခရိုင်တဝဲမြို့နယ်မောင်မဲဆောင်ချေးဝါနီးမှာဖြစ်ပွားတဲ့ဟာလီကွေစကန်တိုက်ပွဲမှာ လက်နဲ့ချဖို့အတွက်ငင်းဆက်နဲ့ချမ်းဖတ်ဖို့အယူတတားတွေကနောက်ကနေဖြစ်ခတ်တက်ဖြစ်လိုက်တယ်လို့ viewer 33စစ်စစ်ရင်မှုဇောတာကိုကပြောပါတယ်။ဟုတ်ကဲ့ confirm ဖြစ်ပါတယ်။ကြီးကနောက်ဆေးကနေဝင်နေ5.56ကြီးပါလို့စစ်စစ်ရင်မှုဇောတာကိုကဒီပြုပြောဆိုပါတယ်။ပြီးခဲ့တဲ့ April 26ရက်နေ့မနက်6:00နာရီခန့်မှာမောင်မေဆောင်ဂျေးဝါအနီးရေတဝဲအမတ်ရှိပြီးတော့စုလမ်းမပေါ်မှာရှိတဲ့အချမ်းဘတ်စစ်တပ်ရဲ့ဟာလီခွေစခန်းကိုညီနောင်မမေရေဘော်တွေကဖိကတ်တိုက်ခဲ့ပါတယ်။ ။အရိတိုက်ပွဲမှာအချမ်းဘတ်စတက်ဘက်ကပိုကြီးတဦးသေးပြီးတတား၁၆ဦးကိုလက်နက်ခဲယမ်းနေတဲ့သူဖမ်းဆီးရမိခဲ့တယ်လို့ AP 28ရမှာဖြူဟာ33စစ်စင်ရေမှုကတီးပြူပေးခဲ့တာဖြစ်ပါတယ်။အိုင်းနောက်တတားတွေကအချမ်းဘတ်ပိုကြီးရဲ့နောက်ဆက်ကိုတနက်နဲ့ပြစ်ခတ်ပြီးလက်နက်ချခဲ့တာလို့သတင်းတွေထွက်ပေါ်လာတဲ့ပေါ်တီးပြူမေးမြန်းခဲ့ရမှာဖြူဟာ33စစ်စင်ရေမှုဇော်တာကိုကဟုံးမှန်တယ်လို့တီးပြူပေးခဲ့တာဖြစ်ပါတယ်။ဒါပြင်ဒီဖြစ်စဉ်ကအချမ်းဘတ်စတက်မှာတတွင်းပြုတ်ခွဲမှုအကြောင်းအကြီးကြီးဖြစ်နေတယ်လို့လည်းစေရေးလေးလာသုံးသက်သူကမှတ်ချက်ပြုပါတယ်။ဒုစိတ်ကောင်းဆောင်ဇိုးဝင်းပစက်ကထွက်ထားတယ်လေ။ မင်းတို့ဖြစ်မင်းတို့ခန်းဆိုပြီး PDF တွေနဲ့တိုက်လို့ရှုံးရင်မင်းတို့ဘက်သာခန်းဆိုပြီးတော့သူတို့ကြတော့နေပြီးတော့ကနေကြောက်လို့မထွက်ရဲဘူးလေအထီးတော်အောက်ခြေတသားတွေကလည်းတေးမာကြောက်တယ်အရာရှိဆိုတဲ့ကောင်တွေကတခင်အားရချုံပါသွားတယ်အထီးတော်အခုလို့နောက်ကြည့်တွေကရှိနေမှာပဲနောက်ထပ်နောက်ထပ်တွေလည်းရှိနေမှာပဲတခုပဲပြောချင်တာကရှေးက PDF တွေရဲ့ကြည်ရောနောက်ကြည့်ရောကြောက်တယ်ဆိုရင်ကိုရဲ့တပွဲသားတွေကိုပါအပါခေါ်ပြီးတော့လဲဝင်ရောက်ကြပါလို့ဇေယျလိလာတုံးသက်သူတဝူးကမှတ်ချက်ပြပါတယ်။ အဆိုပါဟာလီဝုဒ်စကန်သိန်းတိုက်ပွဲကိုဒဝဲအမျိုးသားလူမျိုးရေးတပ်တော်နဲ့ဒူရကားစစ်ကြောင်းရဲ့ဦးဆောင်မှုနဲ့ဒေါနာတယင်ချင်းမုံဝေးတခွဲခွန် LPF ရေပြူပြီးသူကခွဲတပွဲဂရန်ညိုတမဟာလေးတယင်စနစ်တခွဲငါအဝေါ်စစ်ကြောင်းဒဝဲဂူရီလာ Revolutionary Force DPLF STDA တရေဒူဝင်ကျဲတပွဲနဲ့ရှေတော်ပြီးသူကခွဲရေးအင်အားစုတို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့အန်ယူဂျီဆိုရကဒေယုနိုင်ငံရဲ့ရန်သူမဟုတ်ဒေယုရဲ့မြန်မာအရေးချောင်းဝင်ဖြန့်ပြေမှုဟာ ဆရာနာရှင်တဆိုးရှိအောင်မဖြစ်သင့်ဘူးလို့အညူချီယာယီတမရပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။အညူချီမြို့သားညညရဲ့ဆိုးရွားကဒေယုန်နိုင်ငံရဲ့ရန်သူမဟုတ်ပဲတရုတ်ရဲ့မြန်မာရဲ့ဂျာဝင်ဖြန့်ပြေမှုမှာဆရာနာရှင်တဆိုးရှိအောင်မဖြစ်သင့်ဘူးလို့အညူချီယာယီတမရဒိုဝါလက်ရှိလာကဆိုပါတယ်။ဒီကရေပီလာနဆကွေးနဲ့မှာပြုလုပ်တဲ့အမျိုးသားညညရဲ့ဆိုးရွားရဲ့သတုံးမြင့်ဆောင်2025ဆေးဝေးမှာယာယီတမရကထုတ်ခဲ့သူပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။လက်ရှိအမျိုးသားညညရဲ့ဆိုးရွားဟာတရုတ်နိုင်ငံရဲ့ရန်သူမဟုတ်ကြောင်းတရုတ်နိုင်ငံရဲ့မြန်မာရဲ့ဂျာဝင်ဖြန့်ပြေမှုဟာ အချမ်းသာဆရာနာရှင်စနစ်တဆိုးရှိအောင်မဖြစ်စေတဲ့ကြောင်းအန်ယူဂျီဘော်ဒီယိုနိုင်ငံရဲ့အမြင်များကိုပြန်လည်တက်မှတ်ပေးရန်လိုအပ်ကြောင်းသမရကပြောပါတယ်။ဒီယိုရဲ့မြန်မာရေးခြောက်ဝင်ဖြန့်ပြမှုတွေဟာဆရာနာရှင်စနစ်တဆိုးရှိအောင်မဖြစ်သင့်ဘူးလို့ထင်ပါတယ်။အခုကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့အပါအဝင်ဒိုင်ယန်နာတို့လည်းအင်အားစုတွေအနေနဲ့လည်းဒီယိုရဲ့ခြောက်ဝင်ဖြန့်ပြမှုတွေနဲ့ပတ်သက်ပြီးတော့ဖြစ်တဲ့ဖြစ်တိုက်တဲ့မှုတွေပေါ်မှာအခြေခံဖို့ကျွန်တော်တို့အားလုံးတိုက်တွန်းနှိုးဆော်တင်တယ်လို့ယူဆပါတယ်လို့ယာယီသမရကဆိုပါတယ်။ဒါပြင်ဒီယိုနိုင်ငံကအန်ယူဂျီအစိုးရအဖွဲ့ပေါ်အမြင်တချို့ကိုပြန်လည်တက်မှတ်ပေးရန်လိုအပ်ကြောင်း တရုတ်နိုင်ငံမြို့သားညွေရဲ့အစိုးရပေါ်အလုံးမျိုးသောထင်ချေများနဲ့ချင်းကပ်ထင်မြင်နေတာဟာကြားပြီးဖြစ်ကြောင်းအစိုးရဘက်အနေနဲ့အစိုးပါချက်ကိုလည်းလေးနက်စွာကင်တွဲဖြေရှင်းရန်လိုကြောင်းသူကပြောပါတယ်အခုအစိုးရဘက်ဟာတရုတ်ရဲ့ရန်သူမဟုတ်ဘူးတရုတ်ရဲ့အကျိုးစီးပွားကိုထိခိုက်စေမယ့်အဖွဲ့မဟုတ်ဘူးဆိုတဲ့အကြောင်းကိုတိတိကျကျထုတ်ပေါ်ပြောဆိုနိုင်ဖို့လိုအပ်ကြောင်းမြို့သားညွေရဲ့အစိုးရဟာတရုတ်နဲ့ပတ်သက်ရင်ငင်းညာစွာအတူရှင်တွဲနေထိုင်ရေးမူကိုအခြေခံတဲ့နိုင်ငံခြားရေးသဘောထားရှိကြောင်းဒါကြောင့်အစိုးရဘက်ဟာတရုတ်ရဲ့ရန်ပတ်အင်အားစုတစ်ခုလည်းမဟုတ်ဘူးဆိုတာပုံပွင့်လင်းလင်းထုတ်ပေါ်ပြသတင်ကြောင်း မြန်မာနိုင်ငံတို့မှာရှိတဲ့တရုတ်ရဲ့ဂျိုးစီးပွားတွေနဲ့ပတ်သက်ရင်လည်းအမျိုးသားညီညွတ်ရေးအစိုးရဟာတရုတ်အတွက်စုံချောင်းခလုတ်ဖြစ်ရှိနေမှာမဟုတ်ဘဲနဲ့မိဖက်အနေနဲ့ပူပေါင်းဆောင်ရွက်သွားမယ်ဆိုတာဖြစ်ကြောင်းကိုတရုတ်ဘက်ကသတင်းစကားပါတဲ့နယ်လို့ယာယီသမရကပြောပါတယ်မြန်မာနိုင်ငံဟာလိုလက်တဲ့အချောက်ချအာဏာပိုင်နိုင်ငံတော်တစ်ခုဖြစ်တယ်လို့ဒေတာတွင်နိုင်ငံတွေဖြစ်တဲ့အာဆီယံခဲတို့တော်ပေါင်းစည်းမှုများထဲမှာလည်းပြည်တွင်းရေးဝင်ရောက်မဆော့ဖက်ရေးမှုကိုအာဆီယံပြည်ညမာ၄နဲ့ထည့်သွင်းဖော်ပြထားပြီးဖြစ်တယ်လို့ယာယီသမရဒိုဝါလက်ရှိလကအဖွဲ့မင်ကိုမှထည့်သွင်းပြောဆိုခဲ့ပါတယ်ဒေတာတွင်ဩစာတိတ်ချီထွားလာနေတဲ့တရုတ်နေနဲ့ မြန်မာရေးမှာတထက်ချောချောဝင်ရောက်ဖြန့်ပြေမှုကိုမငင်းပဲ့ပေမလဲတဖက်မှာရခိုးထက်ပုံမှုချေပြန်းတဲ့ချေခံမှုတွေနဲ့ဂျားဝင်ဖြန့်ပြေမှသာရေရှည်တို့ကဈေးနှီးကောင်းဖြစ်တယ်လို့ယူဆကြအောင်ရခိုးလုံးရဟာမြန်မာရေးကိုလက်တလောအနာတတရုံဈေးမီးတို့လောင်းနဲ့ချင်းနဲ့တင်းတင်းရမလို့ဖြစ်နေတယ်လို့ယူဆကြအောင်ယာယီသမ္မတကပြောပါတယ်ဒီဝန်နိုင်ငံကမြန်မာပြည်တွင်းရေးကိုဝင်ရောက်ဆော့ပတ်လျက်ရှိရာ MND ကတင်ဖိုက်ထားတဲ့လာရှုံးမျိုးကိုစကောင်းစီတန်းတို့ပြန်လဲလွှဲပြောင်းပေးမှုပေါ့မြန်မာပြည်သူများနဲ့တော်လိုင်းအင်အားစုများမှဈေးဥစုကိုတရုတ်ကထောက်ခံတဲ့လုပ်ရည်အဖြစ်ပြင်းပြင်းထန်ထန်ဝေဖန်ရှုံချထားပါတယ် နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တင်ကားတော့နတ်တလင်းဓမ္မငယ်ရေကင်းစခန်းကိုတင်ပရရှိပြီးအကျံဘတ်စခုံးစီတပုတ်ဝင်၃ဦးတည်ဆုံပါ60မမအမျိုးပါဝင်လန်နေ6လက်နဲ့ခဲရမ်းများရရှိတယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးကြပါမယ်ပဲခူးတိုင်းနတ်တလင်းမျိုးနဲ့ဓမ္မငယ်ရေကင်းစခန်းကိုဝင်ရောက်တက်ခိုက်တင်ပရမှာအကျံဘတ်စခုံးစီတတာ၃ဦးတည်ဆုံပြီးတော့60မမတလက်ပါဝင်လန်နေ6လက်နဲ့ခဲရမ်းများတင်ဆက်ရရှိခဲ့တယ်လို့ဒါယဝရီကန်တရင်3800တက်မှတာဝန်ရှိသူတဦးကပြောပါတယ်ဒီကနေ့မေလာ2ရက်နေ့မနက်အစောပိုင်း3:50မိနစ်က မတလင်းမြို့ရှေးဘက်မှာရှိတဲ့ဓမငယ်ချေးဝါမှာတဆွဲထားတဲ့ရေကင်းစခန်းကိုပြည်သူကားကိုရေပူပေါင်းထပ်ဖွဲ့အများကဝန်ရောက်ပြစ်ခတ်တိုက်ခိုက်အောင်အပြန်အလှန်ပြစ်ခတ်တိုက်ပွဲတနအိခန့်ကြာမြင့်ခဲ့ပြီးအချမ်းဘတ်စခေါင်းစီတတာ၃ဦးတေဆုံးကချမ်းနဲ့စခေါင်းစီတပ်ဖွဲ့ဝင်တွေစခန်းကနေဆုံးခွာထွက်ပြေးသွားတယ်လို့သိရပါတယ်စခွေးတစ်ကောင်ကခွက်တက်ဈေးုံရောက်มาတေးတာဈေးုံရောက်တာကနှစ်ကောင်ရောက်တာတကောင်သေးပြီလို့တရင်ထိုက်ရတယ်အဒီတက်ခိုင်းမှုမှာစုစုပေါင်းတေဆုံးတာ၃ကောင်သေးတယ်လို့ဒါယာဝီခန့်တရေ၃800တက်မှာတာဝန်ရှိသူတအုပ်ကပြောပါတယ် ထို့သောတိုက်ခိုက်ဒိမ့်ပတ်ရရှိတဲ့ရေခင်းစခန်းတွင်းသို့နေမြင့်ရှင်းလင်းရေလှုပ်ဆောင်ကြရမှာဂျေထရီအမျိုးသားတနတ်တလက်ကားပိုင်အမျိုးသားတနတ်သုံးလက်အမေထရီအမျိုးသားတနတ်တလက်၆ဆင်းမမစိတ်မြောင်းတလက်၆ဆင်းမမပုံဒီကိုလုံးဘလက်စတစ်နေမိုင်ငါလုံးရင်ဖြာမိုင်လေးလုံးနဲ့ဂျေထရီဂျီ120တောင်းလို့ကိုတင်ဆက်ရရှိခဲ့တယ်လို့သိရပါတယ်အထိတိုက်ပွဲကိုပြည်သူ့ကွယ်ရေးတက်မတော်စစ်စင်ရေနေမြင့်နှင့်ပကိုးတိုင်းစစ်ထနာဖြူဝါ၂၀နှင့်တရင်၃၈၁တက်ခွဲနှင့်တက်ခွဲ၆နှင့်နဒလင်းဘခါဖားတို့ကပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဘီဒုကားကွယ်တဖို့အများထိခိုက်မှရှိဘူးလို့သိရပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့ရုရှားနီးပြအများနဲ့ PNO ကိုထိုးခွင်းမလို့ရုရှားနီးပြအများနဲ့ PNO ကိုထိုးခွင်းမလို့တင်တန်းပေးနေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးခြင်းပါတယ်။စကောင်းစီလာအောက်ကပိုးအသွင်ပြောင်းဘီဒုဆက်ဟာ၎င်းတို့ရဲ့ပိုးမျိုးသားတက်မတော်ပေးရနေအစင်းမြင့်ဆက်စင်ရဲ့ထိုးခွင်းမလို့တင်တန်းစမွဲကိုယမန်နေ့မှာပြုလုပ်ခဲ့ပြီးတော့အထိတင်တန်းတို့ကရုရှားနီးပြတွေကိုငားရမ်းခဲ့တယ်လို့ပိုးဒေသခံများထံမှသိရပါတယ်။အဆိုပါတင်တန်းစမွဲကိုမေလာတရနေ့မှာအထူးဒေသ6ပိုးကိုပိုင်ဟုတ်ချုပ်ခွင့်ရဒေသ ။ဈေးဆိုင်မျိုးနဲ့ဘီယန်နေတရင်လေးလေးချင်းရဲ့ကွင်းမှာပြုတ်လောက်ခဲ့ပြီးဘီယန်တို့နာယကဦးအောင်ခန့်တီကိုယ်တိုင်တက်ရောက်မင်ခုံပြောခဲ့ပါတယ်။အရေးတင်တန်တက်ရတာကျွန်တော်တငယ်ချင်းပါတယ်။ရုရှားကနီးပြငှားပြီးတော့တင်ပေးခိုင်းတာ။ဒရုန်းနဲ့တိုက်ခိုက်ရေးနည်းတွေပြက်ကန်နေကိုကံပညာကားစာပါတယ်လို့အရေးတင်တန်နဲ့ပတ်သက်ပြီးပုံလူငယ်တအူးကပြောပါတယ်။အဆိုပါတင်တန်ဟာဆစင်ရေဒုက္ခမှန်တို့တင်တန်ဖြစ်တာကြောင့်ဘီယန်တို့အနေနဲ့၎င်းတို့ကိုထောက်ကန်အားပေးပြီးတိုက်ခိုက်လို့စိတ်ရှိသူများကအဓိကရွေးချယ်နိုင်တယ်လို့လည်းဆိုပါတယ်။ပုံမျိုးသားတက်မတော်ဘီယန်နေဒုက္ခမှန်တို့တင်တန်ကို နိုင်ငံသားမှတင်နန်းနေပြများကိုငားရမ်းပြီးတော့တင်နန်းသား150ဦးကိုတင်နန်းကလာ9လနေပါကြာတင်ကြားပေးခဲ့တယ်လို့ BNO ရဲ့ဝါဒပြမီဒီယာတချို့မှဖော်ပြထားပြီးတော့မြေတီနိုင်ငံသားနေပြဆရာများဖြစ်တာကိုတော့ဒဲစိတ်ရေးသားထားခြင်းမရှိပါဘူးလက်ရှိ BNO ထုတ်ကမှန်တို့တင်နန်းစင်တပ်ဖွဲ့ဝင်များဟာစံကပင်လောင်ဖဲခုံစားတဲ့ရှေ့တဲ့ဆင်းမင်းနာပြည်နေရာများမှာဒရုန်းဆက်ဆင့်ရေးတို့အဓိကတွားရောက်ရမှာဖြစ်တယ်လို့သိရှိထားတယ်လို့ပေါ်ဒေသခံတချို့ကဆိုပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့ စေကောင်းဆောင်ကစမှုတန်ဟောင်းဥက္ကဋ္ဌတဲ့ဗိုလ်ချုပ်ကြီးခင်အောင်မြင့်ကိုဖွဲထုတ်ချင်တာကြောင့်စမှုတန်ဟောင်းအဖွဲ့ထုံးကြီးလာကန်ကိုခေါ်ယူခြင်းဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။အာနာတင်းစေကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမယောင်းလိုင်ဟာနေပြည်တော်မှာမြန်မာနိုင်ငံစမှုတန်ဟောင်းအဖွဲ့ထုံးကြီးလာကန်ကိုခေါ်ယူခြင်းပါပြီးတော့၎င်းရဲ့လူယုံတို့ကိုနေရာပေးပြီးဖွဲထုတ်လာတယ်လို့ဓမ္မတော်စီတီယံအရာရှိများထံမှသိရပါဗျ။ရခင်ကနှစ်ပတ်လည်ညီလာခံကိုရိုးရိုးပုံမှန်သာခေါ်ယူလေးရှိတော်လဲပြီးခဲ့တဲ့ AP 30ရက်ကဒုံးကြီးလာခံဖြစ်ခေါ်ယူကျင်းပခဲ့ပြီးတော့ ဘိုးချုပ်ကြီးခင်အောင်မြင့်ကိုဖွဲ့ရဲ့အဝတ်အဖြစ်တဲ့ဒူဘိုးချုပ်ကြီးစင်ဝင်းနေရာမှာခံရခဲ့ပါတယ်။လက်ရှိစစ်ကောင်းဆောင်ဟာတိုင်းရင်အားလိုအပ်ချက်အရဇင်မှုတံဟောင်းများကိုရန်တပ်ဖွဲ့ဥပဒေနဲ့ခေါ်ယူနေပြီးတော့အရိညီလာကဟာလည်းနိုင်ငံရေးတူအသုံးချရန်နဲ့ဥက္ကဋ္ဌအစ်ကိုပွဲထုတ်လို့ခြင်းဖြစ်တယ်လို့စီရီယံဘိုးကြီးစင်အောင်ကပြောပါတယ်။စေရေးထွက်ကတော့ရန်တပ်ဖွဲ့ဥပဒေကလေးကသူတို့ပြင်ဆင်ကြတယ်။ဒီဟာတော့ဥက္ကဋ္ဌအစ်ကိုပွဲထုတ်ချင်တာနဲ့အထူးဆိုတဲ့ခေါင်းစဉ်တက်လိုက်တာပဲလို့ကျွန်တော်ကတော့ယူဆတယ်။သူ့ရဲ့လူုံတော်တွေပဲခန့်အပ်လာတာတွေးရတယ်လို့စီရီယံဘိုးကြီးစင်အောင်ကဆိုပါတယ်။ အဆိုပါစစ်မှုတဟောင်းဩဂတာတဲ့ပေါ်ချုပ်ကြီးခင်အောင်မြင်ဟာ2013ခုနှစ်မှ2018ခုနှစ်အထိလေတဲအုပ်စုချုပ်ဖြစ်ခဲ့ပြီးတော့တချိန်ကတချုံနေရာတို့ရေပန်းစားခဲ့တယ်လို့ကြီးရဲ့လေညီနိုင်ကိုကွယ်ရေးမှုတာဝန်ကိုပါပူတွဲယူခဲ့သူလည်းဖြစ်ပါတယ်။လက်ရှိမှာစေကောင်းဆောင်ကလက်လက်သွားတဲ့စစ်မှုတဟောင်းဘွဲ့ရဲ့သဆိုင်ရာနေရာများကိုရွေးချယ်တင်မြှောက်ခြင်းအတီးပြူခြင်းနဲ့လိုအပ်တဲ့ညွန်ကြားချက်များကိုထိုးပြန်ခြင်းများဆောင်ရွက်နေရန်တို့ကယခုလိုအထူးကြီးလာခံကျင်းပခြင်းဖြစ်တယ်လို့ဆိုထားပါတယ်။ဒါပြင်စေကောင်းဆောင်မင်းအောင်လှိုင်ဟာစေရှုံးလာတဲ့နေမြတ် စပယ်အရပ်ပဆိုင်ရာရေကြီးနေရာများမှာယုံကြည်ဆိုင်ချရသူများကိုဇာတုတော်ဝင်ပေးမှုတွေပုံမှုလှုံ့ဆော်လာပြီးဘိုးချုပ်ကြီးခင်အောင်မြင့်အပြင်လေတက်ရရှိနှစ်ယောက်လည်းပါဝင်ခဲ့ပါတယ်ဘိုးချုပ်ကြီးခင်အောင်မြင့်ကိုခန်းအချင်းမပြုတ်မီကတရုတ်အိန္ဒိယတို့နဲ့အနီးကပ်ဆက်ဆံရေးကိုထိန်းထားနိုင်တဲ့လေတက်ကားကိုရေဦးစီးချုပ်ဟောင်းဖြစ်တဲ့ဘိုးချုပ်ကြီးမြတ်ဟိန်းနဲ့ဝါရင်တပ်နမန်စေဦးစီးရာချီချုပ်ဘိုးချုပ်လွင်မှုတို့ကိုလည်းနေရာတနေရာစီပေးပြီးတော့ခန်းအပ်ထားတယ်လို့သိရှိရပါတယ်မြတ်ဟိန်းကချန်ဖိုးမှာလွင်ဦးနဲ့နေရာတစ်ခုခင်အောင်မြင့်ကိုလည်းနီးကပ်ပြန်ထားတဲ့သဘောပါ ရွေးကောက်ပွဲအတွက်စစ်မှုထမ်းအောင်ရရှိကြည့်ကိုပြန်ခေါ်ပြီးနိုင်ငံရေးတို့အတုံးချဖို့ပြင်နေတာလို့လေတက်စစ်တီယံရရှိတဝူကပြောပါတယ်။လေကျော်ဟောင်းဘိုချုပ်ကြီးမြတ်ဟင်းကလက်ရှိမှာချန်ခိုင်းရေးပါတီဒေါ်ခွထဖြစ်ပြီးဘိုချုပ်လွင့်ဦးဟာနေပေါ်ဘင်္ဂလားဒေ့ရှဖိလစ်ပိုင်ရုရှားကာဇက်စတန်နဲ့ဘယ်လာရုနိုင်ငံဆိုင်ရာမြန်မာတပ်မတ်ကြီးဖြစ်တာဝန်ထမ်းခဲ့ပူသူဖြစ်တယ်လို့သိရပါတယ်။စေကောင်းဆောင်ဟာအနာတင်ပြီးတဲ့နောက်2023စက်တင်ဘာမှာဘိုချုပ်လွင့်ဦးကိုရုရှားနိုင်ငံဆိုင်ရာမြန်မာတပ်မတ်ကြီးဖြစ်လက်အောက်ခံနိုင်ငံသားရဲ့ဒေါ်ဝန်ကြီးဖြစ်တွဲဖက်ခန့်အပ်ခဲ့ရမှာ လက်ရှိတိုင်နိုင်ငံသားရေးဒုဝန်ကြီးဖြစ်တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါတယ်။နောက်ထပ်ထပ်တက်ဆက်ပေးခြင်းနဲ့တရင်ကတော့စကောင်းစီကပြန်လဲစစိမဲ့တက္ကသိုလ်ဝင်ဆံမဲပွဲကိုဖြေဆုံမဲသူနေပါနေတာကြောင့်ကျောင်းသားကျောင်းသူများနဲ့မိဘများကိုစက်တက်ကချင်းချောက်ပေးရပေးနေကမန္တလေးမှာဆံမဲပွဲလာဖြစ်ရန်လော့စပီကာနဲ့လိုင်းော်တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။အချမ်းဘတ်စကောင်းစီကပြန်လဲစစိမဲ့တက္ကသိုလ်ဝင်ဆံမဲပွဲကိုငလျင်ဘေးသိမ့်ဒေသမှာကျောင်းသူကျောင်းသားများပြန်လဲဖြေဆုံကြရန်တို့ကစက်တက်ရဲ့ထွေအိုးပါဝင်ဌာနပေါင်းစုံမှာ ကျောင်းသားများနဲ့မိဘများကိုဖိအားပေးချိန်ချောင်းနေတယ်လို့ငလျင်ဘေးသင့်ဒေသမှပြည်သူတွေကဆိုပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့မှာလောက်ခတ်ခဲ့တဲ့ငလျင်ကြီးကြောင့်မန္တလေးတက္ကသိုလ်မှာတက္ကသိုလ်ဝင်ဆံမေးပွဲအဖြေလွှာ၄သိန်းခန့်မီးလောင်ပျက်စီးခဲ့ကြောင်းအဖြေလွှာပျက်စီးခဲ့တဲ့မန္တလေးနေပြီးတော့စကိုင်းနဲ့ကချင်ပြည်နယ်မှာတက္ကသိုလ်ဝင်နှံကျောင်းသားကျောင်းသူများလာမဲ့ဇွန်လ16ရက်နေ့မှာစတင်ပြီးဆံမေးပွဲပြန်လည်ဖြေခိုင်းရန်စကောင်းစကားကြေညာခဲ့ကြောင်းအရင်နောက်ငလျင်ဘေးသင့်ဒေသများမှာကျောင်းသားကျောင်းသူများကိုမဖြေမနေပြန်လည်စစ်ဆေးမဲ့တက္ကသိုလ်ဝင်ဆံမေးပွဲပြန်လည်ဖြေဆိုရန်တို့ စတက်ရဲနဲ့ထွေဦးကဖိအားပေးခြေချောက်လာတယ်လို့သိရပါတယ်။တကတော့ဝင်ဆံမဲပွဲဖြေဆိုထားတဲ့ចောင်းသားចောင်းသူတွေနဲ့အခုတကတော့ဝင်နဲ့ဆံမဲပွဲဖြေထားတဲ့ចောင်းသားចောင်းသူတွေနဲ့မိဘတွေကိုပညာရေးရုံးကိုပါခေါ်တယ်။အရင်မှတက်ရဲနဲ့ထွေဦးမျိုးနဲ့ပညာရေးမှုနဲ့ဆရာဆရာမတွေကဆံမဲပွဲပြန်စစ်ပေးတာကဂုံတိတ်ကရှိဖို့နဲ့တရားမျှတမှုတွေဖြစ်တယ်။နိုင်ငံတော်ကစေနာခေါင်းကောင်းနဲ့ဆံမဲပွဲပြန်လုပ်ပေးတာဝင်ဖြေပါမဖြေရင်နောင်ဘယ်တော့မှဆံမဲပွဲဖြေခွင့်မပေးတော့ဘူးဆိုတာမျိုးဖိအားပေးပါတယ်။ ။သူတို့သွဲမဲ့စကန်းကိုလည်းဒီရက်ပိုင်းတွင်လာဝင်ရမယ်ပြောတယ်လို့မန္တလေးမှအကြောင်းသားမိဘတဝူကပြောပါတယ်။ဒါပြင်မန္တလေးမှယမန်နေ့ညပိုင်းတကတော့ဝင်ဆံမဲပွဲကိုပြန်လည်ဖြေဆိုကြရန်တို့ကရက်ခွက်အုပ်ချုပ်ရေးပွဲများကလော့စပီကာများနဲ့လိုက်လံအောင်ဟဲ့ဖိအားပေးနေတယ်လို့သိရပါတယ်။လက်တလော့စကိုင်းမန္တလေးနဲ့နေပြည်တော်တို့မှတကယ်လို့ဝင်ဆံမပွဲကိုပြန်လဲဖြေဆုံမဲ့သူနေပါနေတယ်လို့သိရပါတယ်။အခုတရားတလောက်ကတော့ပြန်ဖြေမဲ့ចောင်းသားចောင်းသူရာဂိုင်းတော့က90ရာဂိုင်းတော့အောက်ကိုရောက်နေတယ်။ဒါကြောင့်အတင်းချက်ပြန်ဖြေခိုင်းနေတယ်လို့သိရတယ်လို့မန္တလေးမှာចောင်းဆရာမှာတဝူကဆိုပါတယ်။ စကောင်းစကားဇွန်လအတွင်းပြန်လည်စစ်ဆေးမဲ့တက္ကသိုလ်ဝန်ထမ်းဆမ်မွေးမှာကျောင်းသူကျောင်းသား6300ကျော်ပြန်လည်ဖြည့်ဆို့ရမှာဖြစ်ပြီးစာဆဲဌာန200နီးပါးဖွင့်လှစ်မှာဖြစ်တယ်လို့သိရပါတယ်။မန္တလေးမှာကျောင်းသားမိဘပြည်သူအများစုကတော့တက္ကသိုလ်ဝန်ထမ်းဆမ်မွေးဖြည့်ဆို့ခဲ့တဲ့ချိန်ကငလျင်လောက်ခတ်ချင်မရှိတာကြောင့်စိတ်အေးတတစွာဖြည့်ဆို့နိုင်ခဲ့ပြီမလဲ။ယခုတက္ကသိုလ်ဝန်ထမ်းပြန်လည်စစ်ဆေးတဲ့အချိန်မှာတော့ငလျင်တန်းချောင်းအိမ်ပြိုစီးပွားပြမိသားစုဝင်များတည်ဆုံထားခြင်းဖြစ်ကြောင်းဒါကြောင့်ကျောင်းသူကျောင်းသားများအနေနဲ့လည်းကောင်းမိဘများအနေနဲ့လည်းကောင်း ဇံမွဲကိုပြန်လဲဖြေဆိုရမှာမလွယ်ကူကြောင်းသုံးသပ်ပြောဆိုပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလို့ဆုံးတင်နားဆင်ခဲ့တဲ့သတင်းပေးသားများကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပသတင်းဒေါ်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တို့ပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။